ဒုတိယပေါ်တော့အသက်အမကလည်းပြလိုက်တာလည်းအပိုပစ္စည်းမလူအပ်ပါဘူးကွာဆိုပြီးတော့အဲ့လိုမျိုးထင်နေကြတယ်။တကယ်ရောလူအပ်လားမလူအပ်ဘူးလားရှင်းကြပြီမယ်နော်။ခုငယ်တုန်းကပုံမြင်နေကြဘူးလေလေ။အဖိုးကပေါ်တော့တည်တည်တည်ပင်ဆိုင်နေတာချန်သေးဦးမှာ။အဖိုးတည်ပင်ဆိုင်နေတာပေါ့နော်။အဖိုးကဘာဖြစ်လို့အဖိုးသွားမေးတော့အဖိုးဘာလို့တည်ပင်ဆိုင်နေရလဲဆိုတော့သူရဲ့နောင်လာနောင်သားတွေအတွေ့ပေါ့နော်။ အဲ့လိုမျိုးနောင်နောင်သားတွေစားသုံးလို့ရအောင်ရိတ်ခိုးလို့ရအောင်ဆိုပြီးတော့သူတည်ပင်စိုက်တာအဲ့လိုမျိုးပြောတာဟုတ်တယ်လေအဖိုးကတည်ပင်စိုက်တယ်ဒါပေမဲ့အဲ့ဒီသူစိုက်တဲ့အချိန်မှာအဖိုးလည်းအစ်ကြီးနေပြီအဖိုးလည်းအဲ့ဒီတည်ပင်ကအသီးတွေကိုစားရမှာမဟုတ်ဘူးပြီးတော့သူလည်းအဲ့ဒီတည်ပင်ရဲ့အိတ်ကိုသူခိုးရမှာမဟုတ်ဘူးဒါပေမဲ့သူကပေါ့နော်အဲ့သူမစားရပါပဲအဲ့သူ့ရဲ့ ဲသားရဲ့သမီးတွေမြီးတွေအတွက်ပေါ့နော်အဲအိတ်တွေခိုးလို့ရအောင်အသီးတွေစားသုံးလို့ရအောင်သူပြီးတော့သူအပင်ဆက်ခဲတာအဲ့လိုမျိုးပဲကျမတို့ကလည်းအတိုင်းအမခံဆိုတာလည်းအပိုးအလုပ်လို့အဲ့လိုမျိုးကြီးမဟုတ်ဘူးအပိုးပစ္စည်းပါကွာလို့အဲ့လိုမျိုးတွေးထားလို့မရဘူးဒီတီးပင်ကြီးစရတယ်ညဒါဆိုအဖိုးအတွက်ဆိုဒါအပိုးပစ္စည်းပဲလေအပိုးအလုပ်ကြီးပဲဒါပေမဲ့အဖိုးကဒါသူ့ သူအိတ်မခိုးရဘူးသူအတိမစားရဘူးပဲသူရဲ့သားရဲ့သမီးတွေမိတွေအတွက်အိတ်ခိုးလို့ရအောင်ပေါ့နော်အတီးအတီးတွေမှဲ့တဲ့အချိန်မှာသူစားသုံးလို့ရအောင်နောင်လာနောင်သားတွေအတွက်အဲ့လိုမျိုးတည့်ပင်ကိုစိုက်ပြုတ်ခဲ့တာအဲ့လိုပဲအမကထားရဲဆိုရလေဒါကို့အတွက်လဲပါတယ်ဒါကို့ရဲ့သားရဲ့သမီးတွေတွေ့ပေါ့နော်စားသုံးလို့ရအောင် ဒါခိုလွန်ခွင့်ရအောင်အဲ့လိုမျိုးဖိုးကတေးပင်စိုက်တယ်လို့ပုံစံမျိုးပဲအဲ့ဒီမျိုးသဘောမျိုးတက်ရောက်ပါတယ်လို့လည်းမျိုးလို့ပေါ့နော်မြစ်မိသားစုကိုကိုယ့်ရဲ့ချင်းမြတ်တာကိုဖော်ပြတဲ့အခါမှာနီလန်းမျိုးတုံနဲ့ဖော်ပြကြတာပေါ့အဖိုးကတော့သူညီလေးတွေအတွက်တေးပင်စိုက်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပုံစံမျိုးလေးပါဒီကကတော့ပေါ့နော်အဲပြားလေးမော်ပင်လေးပါ ကျမတို့ကလည်းပေါ့နော်ကျမတို့ရဲ့နောင်လာနောင်သားတွေအတွက်ဘလို့တစ်ပင်မျိုးစိုက်ပျိုးခဲ့မှာလဲကျေးဇူးတင်ပါတယ်ရှင်